အင်အားပြင်းကလင်ကြီးလှုပ်ခတ်သွားပြီးနောက်အင်ဝါမျိုးဟောင်းကတမိုင်းဝင်ဖျားစီဒီအများအပြားပျက်စီးခဲ့ရတဲ့အတွက်ဒေသခံတွေရဲ့ဝင်ငွေနဲ့အလုပ်ကိုင်တွေဆုံးရှုံးခဲ့ရပါတယ်ဒီသတင်းကိုလင်းအိမ်ပေးပို့ထားတာပါရှင်မတ်လ28ရက်ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းကလင်ကြောင့်ကဘာလက်ခီးသွားတွေစိတ်ဝင်စားတဲ့မန္တလေးတိုင်းအင်းဝမြို့ဟောင်းကမင်းတို့အုပ်ချုပ်လို့လူတီများတဲ့မဟာအောင်မြေဆန်ကျောင်းတော်ကြီးအပါအဝင်ဖျားစစ်တွေနဲ့အဆောက်အဦတွေပျက်စီးခဲ့ရပါတယ်။ အဲ့ဒီလိုပျက်စီးဆုံးရှုံးမှုတွေဟာတမိုင်းဝင်ဖျားစီတီများပြားကိုမိခိုပြီးအတမေးဝမ်းကြောင်းပြုနေကြရတဲ့ဒေသခံတွေရဲ့ဝင်ဝင်နဲ့အလုပ်ကံကိုဆုံးရှုံးစေခဲ့ပါတယ်။အဲ့ဒီထဲမှာဖျားအဲ့လန်းညုံပြေမိခိုလုတ်ကင်နေတဲ့အသက်36နှစ်အရွယ်မမအူးနဲ့ဒူဒေသခံများစွာပါဝင်နေပါတယ်။အဲ့ဒီတွေ့ဆိတ်ထိခိုက်နေတဲ့မမအူးကမဲနုအုပ်ချောင်းပြိုကျသွားတာကိုမြင်ရတဲ့အခါကိုမိသားစုလိုမျိုးခံစားရတယ်လို့ရဲရဲတွေနဲ့အတူပြောပါတယ်။အုပ်ချောင်းမိပြိုကျတာမားတို့ရဲ့ ရင်ထဲမှာဒါကြီးဆိုအများတန်းလှုပ်ရှားနေရတယ်နော်ပန်းရောင်းနဲ့တမန်ရောင်းရှင်နေဒါကြီးပြောကြတော့ရင်ထဲမှာခံစားတယ်ကိုမိသားစုဖြစ်တဲ့လို့ခံစားတယ်ဒီအကြောင်းကြီးပြောကြတော့ရှင်ဟောင်းအဆောက်အုံ960ခုရှိပြီးရှင်ဟောင်းဖျားစီတွေရှိတဲ့အင်းဝမြို့ဟောင်းဟာကမ္ဘာလက်ခီးတဲ့တွေကိုအဓိကဆွဲဆောင်တဲ့မြို့ဖြစ်ကယူနက်စကိုရဲ့ကမ္ဘာ့အမွေအနှစ်စည်းရင်းဝင်ဖို့ပြင်ဆင်နေတာလည်းဖြစ်ပါတယ်အင်းဝမြို့ဟောင်းကဒေသခံတွေဟာငလင်မလုတ်ခင်ကဖျားဖူးဧည့်သည်တွေကိုတမိုင်းကြောင်းရှင်းပြတာ အမတ်တရပစ္စည်းနဲ့ပန်းရောင်းတာမျိုးပါဝင်ဓာတ်ပုံတွေရိုက်ပင်းအတက်မွေးဝဲကြောင်ပြုခဲ့ကြတာဖြစ်ပါတယ်ကောင်လို့တယောက်ကနေမမရဲဒီဒီလိုက်ရှင်ဖျားလေးကိုမောင်လေးတို့ကိုခဏလေးကိုဖူးကွန်လေးပေးပါလိုက်ပို့ပါဆိုမမရဲဒီနားမှာပြောနေလို့ရှိတပုံလေးတပုံနှစ်ပုံလေးရိုက်ပြီးမမတို့ခုနမှာမဝိုးပေးတော့နှုတ်ဆက်နေတော့ရှိတဲ့ချိန်ကမှငရင်ကလှုပ်တဲ့ချိန်ကမှမမတို့ကအဲ့ချိန်ကမှဒီအုပ်ချောင်းပြိုတဲ့ချိန် ဒီအုတ်တောင်ကြီးပြောတော့မားတို့ချက်ဒုက္ခရောက်တာပေါ့နော်ဒါနောက်ထပ်ထပ်တက်လို့ရအောင်မလားလဲမသိဘူးကျန်တဲ့လုပ်ငန်းကြမမတို့ချက်တိတ်လုံးမစားတတ်ဘူးကျွန်တော်ကတော့မမတို့နိုင်ငံသားသားအဲ့တည်းဈေးရောက်နေဈေးရောက်တဲ့ခါကျတော့အဆင်ပြေတယ်ကိုဗစ်လည်းဖြေကောနိုင်ငံသားသားတွေမလာတော့မမတို့ကဒီမှာပန်းရောက်နေတမိုင်းရောက်ချင်းတပုံရိုက်ပြီးအဲ့တော့တော့အဆင်ပြေတယ်ပေါ့ခုလင်းကြီးအတွင်းမှာမားတို့ချက်ကတော့ဒီဒုက္ခရောက်တာပေါ့နော်မင်းတို့အကြောင်းကိုမြန်မာတက်ဂရိတ်1189ခုနှစ်ကဘာကြီးတော်မင်းနဲ့နမ်တော်မင်းတို့ကဆောက်လုပ်ထူထမ်းခဲ့တာဖြစ်ပြီး မြန်မာတက္ကသိုလ်1900ခုနှစ်မှာငလင်းကြောင်ပြိုကျပျက်စီးခဲ့မှုပါတယ်။မင်းတို့အကြောင်းကိုဆောက်လို့ရမှာ9နှစ်ကျော်ကြာမြင့်ခဲ့ပြီးမက်ရှလာ28ရဲ့နေ့လယ်ကဖြစ်ပွားခဲ့တဲ့ငလင်းလှုပ်ခတ်မှုကြောင့်အုပ်ချုပ်ရဲ့6ပုံတဘုံလောက်ပြိုကျပျက်စီးခဲ့တယ်လို့သိရပါတယ်။ကျွန်တော်လင်းပါ